လူသက်ဟာတူတယ်။နောက်ဘဝဆိုတာအေကန်ရှိတယ်။ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်။ကတ္တပံကုတလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်။ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့ရတယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လို့မကောင်းတဲ့လို့ဆိုတာနှစ်ခုရှိတယ်။နော်။အစားအစားအစားတောင်မှပဲ။ ခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစားအစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်အရှင်းရှင်းလေးရေသူကအပြစ်ရဲ့ပြီးတော့အကျိုးထုတ်တဲ့အခါသူကနှစ်ခုမှတ်တာ ကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတဲ့အပြစ်ကင်းတဲ့တန့်စင်တဲ့တောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်